တရချောင်းမြို့နယ်တွင် တိုက်ပွဲ၃ကြိမ်ဖြစ်ပွားစစ်တပ်ဖက်မှ73ဦးသေဆုံးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတနင်္လာရီတိုင်းတရချောင်းမြို့နယ်တွင်စက်တင်ဘာလနောက်ပိုင်းမှအောက်တိုဘာလဇန်ပိုင်းထိတိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်တပ်မှစစ်သား73ဦးသေဆုံးကလက်နက်9လက်နဲ့ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့ကြောင်းတဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကဒီကနေ့ပြောပါတယ် ပထမဆုံးထိတွေ့မှုမှာစက်တင်ဘာ29ရက်မနေ့ဆယ်နာရီခန့်ကကြောက်လေကားရွာအနီးတွင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဂျမ်ဖက်စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာတနအီခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လှန်ရေးဘက်မှရဲဘော်တအူးကြာဆုံးခဲ့ပါတယ်။နောက်တရက်ဖြစ်တဲ့စက်တင်ဘာ30မနေ့9နှစ်နာရီမှည9နှစ်နာရီထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာတော်လှန်ရေးရဲဘော်နောက်ထပ်တအူးကြာဆုံးခဲ့ပါတယ်။ တိုက်ပွဲနှစ်ကြိမ်အတွင်းကျန်းဖတ်စစ်တပ်ဘက်မှကိုဦးသေးဆုံးပြီး ခုနှစ်ဦးတည်းမနေဒဏ်ရာရရှိကဒဏ်ရာပြင်းထန်သူများလည်းပါဝင်ပါတယ်တော်လှန်ရေးတပ်ဖွဲ့ဘက်မှလက်နက်တလက်ဆုံရှုံခဲ့တော့လဲစစ်သားအလောင်းများနဲ့လက်နက်အချို့တိမ်းဆီးနိုင်ခဲ့ပါတယ်ရင်းတိုက်ခိုက်မှုများကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်တတိယအကြိမ်တိုက်ပွဲမှာ အောက်တိုဘာ၈ရက်မနက်၁၇:၄၅မိနစ်မှာ ဗရက်ချောင်းကြီးရွာနီးစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့ KNU တပ်မဟာလေးတပ်ရင်းစနစ်တို့ပူးပေါင်းကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးခဲ့ပါတယ်။ထိုတိုက်ပွဲသုံးကြိမ်စလုံးတွင်ကြံဖက်စစ်သားများထံမှလက်နက်9လက်နဲ့ခဲယမ်းများစွာတင်စီရရှိခဲ့ပါတယ်။ကျွန်တော်တို့တဝဲခရိုင်တပ်ပေါင်းစုအနေနဲ့အောင်ပွဲတွေစက်တိုက်ရဖို့အနောက်ကလက်နက်ခဲယမ်းနဲ့ကြီးများများဖြည့်တင်းပေးနိုင်မှု ပြည်ရင်းပြည်ပထောက်ဖို့ရဲဘော်တွေကဒီထက်မကပိုပြီးအားစိုက်ပေးကြဖို့လိုပါတယ်။ငါးနှစ်သားကျွန်တော်တို့တော်လှန်ရဲဘော်တွေရဲ့စူးစမ်းအားထုတ်မှုအသီးအပွင့်တွေဒီထက်မကအောင်မြင်လာရမှာဖြစ်ပါတယ်။ရှစ်ဆက်ပြီးစည်ရဲလည်းပဲမြင့်လာနိုင်တဲ့အတွက်ပြည်သူများအားလုံးစည်ရဲတတိရှိကြဖို့ပြည်သူကိုပြစ်မှတ်ထားတဲ့ကျမ်းဖက်လေးချောင်းတိုက်ခိုက်မှုတွေကြုံတွေ့လာနိုင်တဲ့အတွက် အထူးဂရုစိုက်ကြဖို့ပြောချင်ပါတယ်လို့ရဲဘော်ရှဲတို့ကတိုက်တွန်းပြောဆိုထားပါတယ်ရှင်။